အားလုံးသောမိတ်ဆွေကိုနေသားသမီးများမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့အတွက်အသေးပြကြွယ်မောက်စီမဲမာပဲပေါ့ချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မိတ်ဆွေကိုနေသားသမီးများအားလုံးကုသိုလ်ဥစ္စာ ကြံ့ကြံ့သာ၍ပညာတော်အမျိုးမျိုးတို့ကောင်းကျိုးကသိကျွယ်ဝချမ်းသာကြပါစေခင်ဗျာဒီနေ့မိတ်ဆွေကိုနေသားသမီးများအတွက်ကျွန်တော်တို့ရဲ့မာပဲပေါ့ချန်နယ်ကနေပြီးတော့တင်ဆက်ပေးမှာကတော့1389ခုနှစ်တနစ်တာကိုနေသားသမီးများရဲ့ ကံကြမ္မာဟောကင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီ1389ခုနှစ်တနှစ်တာခုနှစ်သသမီများရဲ့ကံကြမ္မာဟောကင်းတွေကတော့ခုနှစ်သသမီများရဲ့ကုန်းကျိုးကိုအစဉ်လွန်လာတဲ့ဗေဒင်သူတေသည်ဆရာငင်းရီလူသဘောညာဟောမှန်တဲ့ဆရာငင်းရီလူရဲ့ဟောကင်းများဖြစ်ပါတယ်ခင်ဗျာ။မိတ်ဆွေခုနှစ်သသမီများကဗေဒင်မင်းမြန်းလူရဲ့ဖြစ်စေရရညာချေချင်လို့ရဖြစ်စေ ဆရာထံဆက်သွယ်မေးမြန်းလိုပါကတုံညာကိုခွန်ခွန်ငားလေးလုံး695ကိုဆက်သွယ်ပြီးတော့ဗီဒီယိုနဲ့ပတ်သက်တာတွေမေးမြန်းနိုင်ပါတယ်ခင်ဗျာ1389ခုနှစ်တနင်္လာသာသမီများအတွက်တနစ်စာဟော်ဂိန်းဒီဟော်ဂိန်းထဲမှာတော့မိတ်ဆွေတနင်္လာသာသမီများအတွက်ဟော်ဂိန်းဤတန်းစီးပွားရေးငွေရေးကြေးရေးလူမှုရေးအခြေရေးအင်တာရေး ကျမ်းမာရေးပညာရေးနဲ့ရရာဒီအကြောင်းအရာများပါဝင်ပါတယ်ခင်ဗျာ။ဟောကိနေတန်းမိတ်ဆွေတင်းနာသားသမီးများဟာ2025ခုနှစ်မှာကံညံ့နဲ့အထဲတော်မပါပါဘူးခင်ဗျာ။အကျိုးစီးပွားကိုဖြောင့်တန်းစွာရှာဖွေနိုင်စွမ်းမြင့်မားနေတဲ့အခြေအနေဖြစ်ပါတယ်။ဒါအပြင်အများအကျိုးတွေဝတ်ရတာမျိုးတွေအများနဲ့ဆက်ဆက်ပြီးပြရိုက်တာဆန်းဆန်းဆောင်ရွက်ပေးရတာမျိုးတွေကျုံတွေ့ရနိုင်ပါတယ်။ ီလိုနှစ်ပိုင်းမျိုးရောက်လာပြီဆိုလို့ရှိရင်တော့စိတ်လက်ကြည်လင်နေဖို့စိတ်ချမ်းသာဖို့အဓိကကြပါတယ်ခင်ဗျာစိတ်မကြည်လင်ရင်ဘဝမကြည်လင်တဲ့နှစ်မျိုးပါပဲစိတ်ချမ်းသာအောင်နေပါဖိအားတွေလျှော့ချနိုင်ဖို့လိုပါတယ်ခင်ဗျာမနိုင်ဝင်တွေကိုမထမ်းမိပါစေနဲ့အများကျိုးဆောင်ကိုကျွန်းအောင်ဆိုတဲ့ဇာတ်အတိုင်းပဲအများကျိုးကိုတည်ဖို့လေလေအောင်မြင်လေလေဖြစ်ပါတယ်ခီးကိစ္စတွေကျုံလာပြီဆိုရင်တော့ကောင်းသောခီးအစဉ်ပြေသောခီးအကျိုးစီးပွားဖြစ်ထွန်းမဲ့ခီးတွေဖြစ်နာနိုင်တာကို တွေ့ရပါတယ်ခင်ဗျာစီပွားရေးစီပွားရေးနဲ့ပတ်သက်ပြီးတော့မကောင်းတဲ့အနေထားတော့မဟုတ်ပေမဲ့အနည်းငယ်တော့ကြိုးစားဖို့တော့လိုအပ်ပါတယ်ခင်ဗျာစင်ကျင်တော်တရားရှိတဲ့အသက်လက်ပန်းရွယ်တွေတက်ကြီးပန်းအရွယ်တွေအတွက်ကတော့အလုပ်ဖြစ်လေကြိုးစားလေဆိုရမှာပါပဲလူငယ်တွေအနေနဲ့ကတော့ခပ်ပေါ်ပေါ်နေပြီးအချင်းဖြုံးတဲ့ဘက်ကိုရောက်သွားတာမျိုးအထူးတွေ့ရပါတယ်ခင်ဗျာရွယ်ချက်တွေတပြေးပြေးပြည့်မြောက်လာနိုင်တာမို့မိမိသာကြိုးစားမယ်ဆိုရင် လိုချင်တဲ့ပန်းနေတကူတော့တေချာပေါ့ရောက်သွားနိုင်တာကိုကျွန်ရပါလိမ့်မယ်။တော်ယုံအကျက်တဲ့တားဆီးတွေမတွေ့ရပဲလောက်ကင်နိုင်တဲ့ကိစ္စရတဲ့လွယ်လွင့်တကူဖြစ်နေတာကိုတော့တွေ့ရပါတယ်။ခြေသွာလုပ်ငန်းတွေတင်ကြားရေးလုပ်ငန်းတွေကလေးငယ်တွေနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေရေလုပ်ငန်းတို့အလှပရေးရာလုပ်ငန်းတွေကားလုပ်ငန်းတွေလို့ဒီလုပ်ငန်းတွေလုပ်ခဲ့နေကြသူတွေသိတာထင်ရှားစွာအောင်မြင်တတ်ကြပါတယ်။စနေဂျိုနဲ့မတည့်တဲ့အချိန်ကာလမှုဘာသာစကားလုပ်ငန်းစကန်ဟန်းလုပ်ငန်း ဟိုအရင်ကလုပ်ခဲ့မှုတဲ့အလုပ်ဟောင်းတွေကိုပြန်လုပ်ကန်ခြင်းနိုင်ငံခြားနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေကတော့ခက်ခဲလွယ်တဲ့နှစ်လိုပဲပြောရမှာဖြစ်ပါတယ်ခင်ဗျာအနည်းကဆိုမိတ်ဆွေတငယ်ချင်းဆွေမျိုးတွေနဲ့ရှယ်ယာဆက်ပြီးလုပ်ကြတဲ့အလုပ်တွေလည်းအောင်မြင်လွယ်တာကိုအထူးတွေ့ရပါတယ်ခင်ဗျာငွေကြီးငွေကြီးနဲ့ပတ်သက်ပြီးတော့ပြောရရင်ငွေကြီးကံကောင်းနေတဲ့အချိန်ကာလလို့ပြောရပါလိမ့်မယ်ခင်ဗျာငွေကြီးရလွယ်တယ်လို့ကုံဖို့လဲလွယ်နေတာကိုတွေ့ရပါတယ်အထူးသဖြင့်လိုချင်တာတွေကိုစိတ်မထိန်နိုင်ပဲ ဝယ်မိနေတတ်တာကြောင့်အဝယ်များလို့ခေါ်ရခြင်းဖြစ်ပါတယ်။လိုချင်တာနဲ့လိုအပ်တာတွေကိုနားလည်ဖို့တော့လိုအပ်ပါတယ်ခင်ဗျာ။အသက်40နှစ်ကနေပြီးတော့အသက်50အတွင်းရောက်နေတဲ့မိတ်ဆွေတနည်းနာသားသမီးတွေကတော့ဝေဝင်ပေမဲ့ငွေကိုပင်ပင်ပန်းပန်းရှာရတာမျိုးဖြစ်တတ်ပါတယ်။အသက်20နှစ်28နှစ်35နှစ်40နှစ်49နှစ်56နှစ်63နှစ်အသက်80အတွင်းမှာရောက်နေတဲ့မိတ်ဆွေတနည်းနာသားသမီးတွေက ငွေကြေးအကျက်တည်းဖြစ်ရတတ်ပါတယ်။ငွေချေးလက်ရင်ပြန်မရတာမျိုးတွေကြုံတတ်တယ်လို့ကိုကလိုလိုသွားချေးမိပြန်ရင်လည်းပဲပြန်ဆက်ဖို့ခက်ခဲနေတတ်ပါတယ်ခင်ဗျာ။ငွေကြေးကြောင့်အမှုရင်ဆိုင်ရတာမျိုးတွေဖြစ်တတ်တာတွေ့ရပါတယ်။ငွေအမောက်အများအပြားရှိရင်အိမ်ချမ်းမြေတိုက်ခန်းဝယ်ကျင်သူများမိမိတို့အကြံစီအကောင့်ထယ်ပို့ဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။လူမှုရေးလူမှုရေးနဲ့ပတ်သက်ပြီးတော့နိုင်ငံသတိထားရမယ့်အချက်ရှိပါတယ်။ပုံမှန်ခင်နေကြတဲ့ငယ်ချင်းတွေမိတ်ဆွေတွေနဲ့ လူမှုဆက်ဆံရေးရဲ့အစဉ်ပြေကောင်းမွန်တိုးတက်နေပေမဲ့ကိုယ်စီကတခုခုလိုချင်လို့ကိုယ်စီချင်းကပ်ပြီးတော့မိတ်ဆွေလာဖွဲ့တဲ့သူတွေနဲ့အစင်မပြေဖြစ်နိုင်တာမျိုးကိုလည်းတွေ့ရပါတယ်လူမှုရေးကဏ္ဍမှာတော့သူတပြင်းမိသားစုဝင်တွေသားသမီးတွေနဲ့အစင်မပြေတာမျိုးတွေအလွန်ဖြစ်နေရတာပါတယ်နိုင်ငံခြားရောက်နေသူတွေနိုင်ငံခြားကုမ္ပဏီမှာအလုပ်ဝင်လုပ်တဲ့သူတွေအထက်လူကြီးအလုပ်ရှင်နိုင်ငံခြားသားတွေနဲ့အစင်မပြေဖြစ်တတ်တာမျိုးတွေ့ရပါတယ်ခင်ဗျာ အခြေရေး တနင်္လာသားသမီးများအခြေအကံကောင်းနေတဲ့အချိန်ကာလလို့မြင်မိပါတယ်။အခြေအရင်းမှာကိုယ့်ဘက်ကသာမှန်နေပါစေအခြေအအဆိုးမရှိနိုင်ပါဘူး။ကိုယ့်ဘက်ကစပေါ်ရင်တော့ဘာမှအကောင်းမရှိတော့ပါဘူး။ငရက်နှစ်ကောင်ဖမ်းကြည့်ရင်တော့ဒီနှစ်ထဲမှာနှစ်ကောင်စလုံးလွတ်သွားနိုင်တယ်လို့သတိထားသင့်ပါတယ်။တတ်နိုင်သလောက်ပွေတာရှုပ်တာမျိုးကိုစင်ကြင်ရပါလိမ့်မယ်။လူမျိုးကြားဘာသာကြားဒသိန်းတရားတွေနဲ့ပုံမှန်နှိစက်လွဲတာကိုတော့သတိထားသင့်ပါတယ်။ ဒါအပြင်မုတ်ဆိုးဖို့မုတ်ဆိုးမှာတခုလက်တွေနဲ့လည်းကင်းကင်းရှင်းရှင်းနေရပါလိမ့်မယ်။ဒါမှမဟုတ်မလွတ်လပ်သူတွေလည်းတွေညှိဆွဲလွယ်တာမျိုးတွေ့ရပါတယ်။ဒီလိုနှစ်ပန်းရောက်လာပြီဆိုရင်ခရီးသွားရင်းနဲ့ဖူးစာပဲချစ်သူတွေ့ရတာမျိုးအလွန်မဲ့ကြုံရတတ်ပါတယ်။အခြေရေပေါ်မှာအမြင်မကြည်လင်တဲ့ကိစ္စတွေဖြစ်နေပြီဆိုရင်တော့ဒီကလာတန်တရားတွေနဲ့ပုံမှုဆိုးရလာတတ်ပါတယ်ခင်ဗျာ။မင်္ဂလာပွဲကြီးတွေကျစ်ပါဝင်ရတာမျိုးတွေမိသားစုဝင်နေမှလည်းမင်္ဂလာအခမ်းအနားတွေကြုံလာရတတ်ပါတယ်။ မင်္ဂလာဆောင်မှုငွေစုနေတဲ့ဆိုရင်တော့ဒီနှစ်ကအကြံစီတွေစိတ်ကူးတွေအောင်မြင်လာပါလိမ့်မယ်။ငွေပြည့်လာတာမျိုးကြုံရတာပါတယ်ခင်ဗျာ။ဒါမှမဟုတ်ချစ်သူနဲ့တူတကွငွေစတဲ့စုဆောင်တာမျိုးတွေကြုံရတာပါတယ်ခင်ဗျာ။အိမ်တော်ရေးတင်းနာသားသမီးများရဲ့အိမ်တော်ရေးကံကတော့ထင်သလောက်မကောင်းပါဘူး။အိမ်တော်ဘက်ကမြို့ကြနိုင်ငံခြားမှာနေတဲ့သူဆိုရင်တော့အိမ်တော်ရေးပြဿနာသိမ့်မများပေမဲ့အတူနေနေတဲ့လင်မယားတွေကတော့ဤတစ်ချက်ချက်ဖြစ်နေတတ်ပါတယ်။အိမ်တော်ရေးမှာ တိခံနိုင်ဖို့အထူးလိုအပ်ပါတယ်ခင်ဗျာတတ်နိုင်တဲ့ရွေးအိမ်တော်ဘက်ကိုအပြစ်မတင်ဖို့လိုအပ်ပါတယ်အပြစ်ရှာနေမိရင်တော့အိမ်တော်ရေးကအဆင်မပြေနိုင်ပါဘူးဒါကြောင့်မလို့အပြစ်ရှာခြင်းကိုရှောင်ကျဉ်ကြပါတယောက်အပြစ်တယောက်ပြောနေရင်တော့အဆင်ပြေလာဖို့မရှိပါဘူးငွေကြေးကြောင့်တော့အိမ်တော်ရေးနဲ့အဆင်မပြေတာမျိုးမဖြစ်ပါဘူးနိုင်ငံရခြားရောက်နေသူများနှိစက်သူနဲ့ညှိစွန်းနိုင်တာမျိုးကြုံလာတတ်ပါတယ်အိမ်အောင်တွေအဝေးရောက်နေရင်ကိုယ့်ဘာသာကိုထင်းသိမ်းဖို့လိုအပ်ပါတယ်အိမ်အောင်ဘက်နဲ့အတူတူ စီးပွားလုပ်မဲ့သူတွေအလွန်ပဲစီးပွားဖြစ်မဲ့ချိန်ကာလဖြစ်ပါတယ်။ဒီနောက်ဘက်နဲ့အတူတူစိတ်အတူသဘောတူအင်ချမ်းမြေဝဲမဲ့ဆိုရင်အလွန်ကောင်းတဲ့နှစ်ဖြစ်ပါတယ်ခင်ဗျာ။ကျမ်းမာရေးကျမ်းမာရေးအားကောင်းနေတဲ့နှစ်မို့ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့စိတ်ပူစရာမလိုပါဘူး။တော်ရုံယောဂဝဲမဲ့လက္ခဏာလည်းမမြင်မိပါဘူးခင်ဗျာ။ကျမ်းမာနေခြင်းစိတ်လက်ကြည်လင်နေခြင်းဟာအလုံးလုံးချင်းစိတ်စေရောကိုပါလုတ်ကွန်ရပါလိမ့်မယ်။ မူလဖွာဇာတာရညံ့နေသူကလွှင့်ကျမ်းမာရေးအဆူမတွေ့ရပါဘူးခင်ဗျာအနည်းငယ်သတိပေးရမယ်ဆိုရင်တော့အယိုးကြီးပေါင်းယောဂါတွေကိုလက်ကဲကဲညောင်းညာတာမျိုးတွေအလွန်ဖြစ်တတ်ပါတယ်ကိုဝန်ဆောင်တဲ့မျိုးသမီးဆိုရင်တော့အသွားလာဆင်ခြင်မှာအလေးပင်နေမမပါနဲ့ကိုဝန်လာရင့်နေခြင်းခီးဝေးတတိထားသွားဖို့လွမ်းပါတယ်တတ်နိုင်တဲ့၍သွေးမတိုးပါစေနဲ့အာဝန်ကျော်ထိခိုက်နေတဲ့ကိစ္စတွေကိုတတ်နိုင်သမျှရှောင်ကျဉ်လို့ အောင်ရောထိခိုက်နေတဲ့ကိစ္စတွေကိုတတ်နိုင်သဖြင့်ရှောင်ကျင်ကြပါလို့အထူးမှာကျင်ပါတယ်ခင်ဗျာရရရမိတ်ဆွေတင်းနာသားသမီးများကောင်းကံစားတာတွေရောက်ရှိဖို့အတွက်ပြုလို့ရမယ်ရရရကတော့တတ်နိုင်သလားဘယ်နဲ့အဆုတ်ပြတ်တွေအဟောင်းတွေကိုမသုံးမဲ့ထားရင်စွန့်ပစ်လိုက်ပါဒီနေ့မှတန်တန်ပြတ်ပြတ်နေတိုင်းဖို့လိုအပ်ပါတယ်ခန္ဓာကိုယ်ကချွေးနံမရအောင်ထားပါနှုတ်ကကရုဏာအနံ့ဆိုးတာတွေအနံ့ဆိုးမထွက်အောင်ထားပါ ိုဒီဘက်ဒီမနေပါနဲ့တတ်တရရဝစားဖို့လိုအပ်ပါတယ်ယန်းတန်ဃာတွေကိုဘနဲ့လူချင်းကလထိုင်လူချင်း အခင်းလူချင်းနေထိုင်လူချင်းများပြုတ်လို့ပါအိလချင်းဆရာလေးတွေကိုကြက်သွင်းနေကြက်သွင်းပြုလူတန်းမှာတတ်နိုင်တဲ့၍တခြားသူတွေကိုဒုက္ခမပေးမိပါစေနဲ့သူတစ်ပါးကိုပေးလိုက်တဲ့ဒုက္ခကအချိန်မဆိုင်မဲ့ကိုယ်စီကိုနှစ်ဆပြန်ရောက်လာတတ်ပါတယ်မှန်လို့ပဲကိုကပြုံးနေရင်ပတ်ဝန်းကျင်ကလည်းကိုယ်ကိုလိုက်ပြုံးနေပါလိမ့်မယ်ကိုကောင်းနေရင်ကံလဲ ကောင်းနေမှာဆိုတဲ့သဘောပါပဲခင်ဗျာမိတ်ဆွေတင်းနေတာသာသမီများအားလုံး1389ခုနှစ်မှာအစစအရာရာအဆင်ပြေကြပါစေကိုကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့လည်းပြည့်စုံနိုင်ကြပါစေခင်ဗျာကျွန်တော်တို့ရဲ့မာဘေဘော channel လေးကိုအခုလိုကြည့်ရှုနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ